စကိုင်းတိုင်းကမ်လူမျိုးနယ်ဝတ်တူရွာဘက်ကနေခင်မျိုးနယ်ရှားရော့ရွာဘက်ကိုအင်အားတရာဝင်ကျင်နေဝင်ရောက်လာတဲ့တမ33လောက်ခန့်စစ်ကောင်စီစစ်ကြောင်းကိုနိုဝင်ဘာ10ရက်နေ့မနက်အစောပိုင်းမှာဒေသကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်ပွားတဲ့နေ့တိုင်းနှီးပါကြပြီးနောက်စစ်ကြောင်းမှုပါဝင်စစ်သားများပြားတည်ဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေတင်ဆက်ရမိခဲ့တဲ့လူဒေသကာကွယ်ရေးအဖွဲ့တွေကသတင်းထုတ်ပြန်ပါတယ် ကမ်လူနယ်ခေမှာစစ်ကြောင်းပုံမှုခွဲပြီးစစ်ကောင်စီကနေမြေထိန်းချုပ်ဖို့ကြိုးစားနေတုန်းမှာရင်းနှီးရွာအနီးကိုရောက်လာတဲ့စစ်ကြောင်းတစ်ခုလုံးပြတ်သွားအောင်ဒေသကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါလေ။တေရတော့90လောက်တည်နေလောင်းနေတာထက်ယူဘက်ကတစ်ကြောင်းကမ်လူဘက်ကနှစ်ကြောင်းပါ။အဲယူဘက်ကတမတူမတူကြောင်းကတော့ပြုတ်သွားပြီ။ပစ္စည်းကတော့လူပိသလူပဲရဲ့။စင်ကြီးတာဖွဲ့ပါတယ်၊ဘူပန်ချဲ၊ဥဖွဲ့ပါတယ်၊ရေဦးကလေဦးတတ်ပါတယ်၊ခင်းယူနေတယ် ကောင်းရင်ဆိုလိုက်တဲ့လုံးလိုက်ပေါ့ကာဝိုင်တိုင်းနဲ့ပကမပါမယ်ပလမပါမယ်နမခအနေမှာဒိုင်းကော်ပိုရာသုံးတက်လာကိုပြန်ထုတ်ခဲ့တာလည်းလောင်းနေတယ်ဉာဏ်နဲ့ နိုဝင်ဘာ၁၂ရက်နေ့ကမ်းမြူနယ်တိုက်ပွဲမှာကာကွယ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေရဲ့ခံမှန်းပြောဆိုချက်အရစစ်သား50ကနေ80နီးပါးသေဆုံးနိုင်ပြီးအတိအကျကိုတော့ DVB ကတိကျအတည်မပြုနိုင်သေးပါဘူးစစ်ကောင်စီတပ်သားတို့ကလည်းအရှင်ဖမ်းမိခဲ့ပြီး20ကျော်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုကြပါတယ်ဟိုအနောက်ကျောင်းကလည်းအခုရာတော်ကနေရာတော်ရာတော်ရဲ့ရွာထဲဝင်နေနောက်ကနှစ်ကျောင်းရှိတယ်အရှင်ဆယ်ကောင်ဖမ်းမိရပြောနောက်ကဝနှစ်ကျောင်းအဲ့လူကျောင်းကကြတော့ အကြောင်းကအခုငငဝယုံကြီးရတဲ့မှာရှိသေးတယ်အခုရှတော့ရအခုတိုက်ပွဲဖြစ်တဲ့ဟာကညင်းတိုင်းနဲ့လေးတုံးနဲ့ချုပ်ဆက်တယ်လိုက်ပြရတာလေသူတို့ပြီးရတယ်မကွေးတိုင်းပေါ့မြို့နယ်မှာလည်းဒေသကာကွယ်အဖွဲ့တွေကအောက်တိုဘာလကုန်ပိုင်းမှာဖြူစောကြီးကျေးရွာတချို့ကိုတိုက်ခိုက်သိမ်းခဲ့တာကြောင့်စစ်ကောင်စီကပြန်လည်ဖိအားပေးတိုက်ခိုက်တာတွေရှိနေပါတယ်ပေါ့မြို့နယ်မှာဖြူစောကြီးကျေးရွာ20ဝန်းကျင်ရှိနေပြီးစစ်ကောင်စီကအဲ့ဒီကျေးရွာတွေမှာအထိုင်ချပြီးနေမြေထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ် ပေါမြုံနယ်မှာပြူစောကြီးကျေးရွာ20ဝန်းကျင်ရှိနေပြီးစစ်ကောင်စီကအဲ့ဒီကျေးရွာတွေမှာတိုင်ချပြီးနေမိထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ပြူရွာများဖြစ်တဲ့ဝင်ကျုံနဲ့တချို့ကကျွန်တော်30ရက်နဲ့အကုန်လုံးတင်းစီရမိခဲ့ပါတယ်။တင်းနေတဲ့အချိန်တော့အတွင်းမှာစိတ်ဖြူကပ္ပစာ20နှစ်ကနေမှစစ်ကြောင်းအကူလာတယ်။ထိတွေ့မှုတွေဖြစ်ပွားခဲ့တယ်ပေါ့။သူတို့ကလည်းရရင်ရတော့လောက်ကာမယ်ဆိုတဲ့သဘောမျိုးနဲ့စစ်ကြောင်းတွေထွက်လာတယ်။17လပိုင်း17ရက်နေ့အထိအောင်မယ်ဒါတိုက်ပွဲကတော့ထိတွေ့မှုခဏခဏဖြစ်ပါတယ်။ စစ်ကောင်စီကဒီဇင်ဘာလကုန်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲမတိုင်ခင်စကိုင်းမကွေးမန္တလေးဒေသတွေမြို့နယ်တွေကိုအင်အားသုံးနေပြီးချိန်ချုပ်ဖို့ကြိုးစားနေတာပါမြန်မာနိုင်ငံလေပိုင်းမြို့နယ်အားလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြီးညာထားပြီးလုံခြုံရေးရတပိုင်းနဲ့ရွေးကောက်ပွဲလုပ်ဖို့မှဖြစ်နိုင်တဲ့အတွက်နယ်မြေတွေကိုအလဲကျအင်အားသုံးချိန်ချုပ်တဲ့နည်းလမ်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တုဒ္ဒချမ်းပါပါ